အလုံးမင်းမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပါကစ္စတန်ရဲ့ခရစ်တိုကောင်စင်မှာစီစီပါဝင်လာတဲ့သတင်းနဲ့အတူစီချက်ကမင်တရားကြီးလက်ထက်ခရစ်တိုဈေးကွက်အခြေအနေတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ။ပထမတစ်ပုတ်အနေနဲ့ပါကစ္စတန်ရဲ့ခရစ်တိုကောင်စင်မှာစီစီပါဝင်လာတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ပါကစ္စတန်နိုင်ငံကတော့ Binance CEO ဟောင်းစီစီကိုနိုင်ငံတော်ခရစ်တိုကောင်စင်ရဲ့အကြံပေးပုဂ္ဂိုလ်အဖြစ်တရားဝင်ခန့်အပ်လိုက်ပါတယ်။ ပါကစ္စတန်နိုင်ငံတွင်က blockchain နည်းပညာနဲ့ digital asset ဆိုင်ရာဥပဒေပြုရေးတွေ crypto အသုံးပြုမှုပိုင်းဆိုင်ရာတွေနဲ့ပတ်သက်လို့စီစီကနေအကြံပေးသွားမှာဖြစ်ပြီးဘလောက်ကြာကြာအထိအကြံပေးပြသွားမယ်ဆိုတာကိုတော့မသိရပါဘူးမက်လာလောက်ကစတင်ခဲ့တဲ့ပါကစ္စတန် crypto ကောက်ဆယ်ကခြေလန်းတွေမြင်းမြင်းကြဲကြဲလန့်လာနေတာကိုတွေ့ရပါတယ် US ရဲ့ crypto မူဝါဒတွေလွှမ်းမိုးမှုနဲ့အတူနိုင်ငံတွင်းမှာ crypto တွေကိုအသုံးချပြီးတော့နိုင်ငံခြားယင်းနှမြုံနှံမှုတွေကိုပါဖိတ်ခေါ်နိုင်ဖို့စူးစမ်းနေတာလည်းဖြစ်ပါတယ် တေချာရှင်းလင်းတဲ့ခရစ်တိုဥပဒေတွေမူဝါဒတွေပြဋ္ဌာန်းလာနိုင်တဲ့အခါမှာနိုင်ငံခြားယင်းနှိမ့်ညွတ်မှုတွေဝင်လာနိုင်ပြီးတော့ဒီယင်းနှိမ့်ညွတ်မှုတွေကပြည်တွင်းမှာအလောက်အကိုင်တွေနဲ့ဖန်တီးပေးနိုင်မှာဖြစ်ကြောင်းခရစ်တိုကောင်ဆယ်ဥက္ကဋ္ဌဘီလာဘင် စာကွေကဆိုထားပါတယ်။လက်ရှိမှာလည်းပါကစ္စတန်နိုင်ငံတွင်းမှာခရစ်တိုကာရစီအသုံးပြုမှုနှုန်းအတော်လေးမြင့်တက်နေပြီးဖြစ်တယ်လို့ငွေအလွယ်အပြောင်းတွေနဲ့လက်လီလုပ်ငန်းတွေမှာအများဆုံးအသုံးပြုနေကြတာကိုလည်းတွေ့ရပါတယ်။အထူးသဖြင့်နိုင်ငံသုံးငွေကြေးတွေတန်ဖိုးကျဆင်းလာတာကိုကာကွယ်ဖို့အတွက် USD လိုမျိုးခိုင်မာတဲ့နိုင်ငံခြားငွေကြေးတရရက်ကိုပြောင်းထားကြရမှာဝယ်ရရောင်းရထိန်းသိမ်းရလွယ်ကူအဆင်ပြေတဲ့ USD stable coin တွေကအတိအကရွေးချယ်စရာဖြစ်လာနေပါတယ်။ဒါကြောင့်ပါကစ္စတန်အစိုးရကလည်းဒီလိုကိစ္စတွေကိုဒီတိုင်းလွတ်ထားမယ့်အစားစနစ်တကျထိန်းချုပ်ပြီးနိုင်ငံအတွက်အကျိုးရှိအောင်အသွင်ပြောင်းဖို့စ조사လာပုံရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့စီချက်ခွန်မင်တရားကြီးလက်ထက်ခရစ်ပတိုဈေးကွက်အခြေအနေကိုတင်ဆက်ပေးကြပါရစေ။စီချက်ခွန်မင်တရားကြီးထရမ့်ကတော့ ကုံသွေးရေးစပွဲကိုဝေဖန်မှုတွေကြားတဲ့ကနေအရှိန်ဆက်မြင့်လာနေပါတယ်။စီကြက်ခွန်တွေကြောင့်တရက်ကိုဒေါ်လာ2ဘီလီယံအမြတ်ထွက်နေကြောင်းကြွေးကြော်ထားသလိုတရုတ်နိုင်ငံကလည်းစီကြက်ခွန်104ရာခိုင်နှုန်းအထိသုံးမြင့်ကောက်ခံမဲ့သမ္မတအမိန့်ကိုလောလောလတ်လတ်လက်မှတ်ထိုးထုတ်ပြန်ထားခဲ့တာပါ။ဒါအပြင်တရုတ်ကအမေရိကကိုဘယ်ကရောညာကပါနှွာထားတာများပြီအခုတော့အမေရိကကပြန်ပြီးတော့နှွာမဲ့အလဲပဲလို့လဲထရန့်ကဆိုထားတယ်လို့ Imperial Press Secretary ဖြစ်တဲ့ Caroline Levick ကပါ US ကိုအခြားနိုင်ငံတွေကလိုအပ်နေသလောက် US ကတော့အခြားနိုင်ငံတွေကိုမလိုအပ်ပါဘူးလို့ထုတ်ပြောခဲ့ပါတယ်။ဒါကြောင့် Trump လက်ထက် US ကအရင်ကခေယူနာရှင် US ပုံစံမျိုးလုံးဝမဟုတ်တော့သလိုအတော်များများခံမှန်းထားခဲ့ကြသလိုပဲကိုယ့်အတွက်ပဲကိုကြည့်တဲ့စီးပွားရေးသမား US ဖြစ်လာနေပါပြီ။လောလောဆယ်မှာတော့နိုင်ငံတော်တော်များများကစီးကြက်ခွန်ကိစ္စတွေနဲ့ပတ်သက်လို့ညှိနှိုင်းမှုစီစဉ်နေကြပေမဲ့တရုတ်ကတော့ညှိနှိုင်းမှုထက် ပြန်တိုက်ဖို့ကိုပိုအားတန်ဖို့ရတာကြောင့်ဂျာရဲကမြက်ကလူးစံပြဖြစ်နေကြရတာကတော့ US ပြင်ပအထူးသဖြင့်တရုတ်နိုင်ငံကလုပ်ငန်းတွေစက်ရုံတွေအခြေစိုက်ထားတဲ့ stock ဈေးကွက်တွေဖြစ်ပါတယ်။ stock ဈေးကွက်နဲ့အတူတိတိတသားကြီး live ပြိုဆင်းနေတာကတော့ crypto ဈေးကွက်ဖြစ်ပြီးဘေးကွက်ကပါရှေ့ဆုံးကနေဥဆောင်ပြီးပြေးဆင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ fanfare တစ်ခုအနေနဲ့ပြောရရင်တော့2024ရွေးကောက်ပွဲမှာ trend နိုင်ပြီးတဲ့နောက်တက်ထားသမျှဈေးတွေအကုန်လုံးနှိပါပြန်ကျသွားခဲ့ပြီဖြစ်ပါတယ်။ Trump ရွေးကောက်ပွဲနိုင်ပြီးတဲ့နောက်မှာတော့ November လ6ရက်နေ့မှာ Bitcoin ဈေးက ဒေါ်လာ6900ကနေတောက်လျှောက်ထိုးတက်လာခဲ့ပြီးအော်တာဟိုက်ဈေးဒေါ်လာ3900အထိရောက်ခဲ့ပေမဲ့စီကြက်ကိုကိစ္စတွေဖြစ်လာပြီးမှတော့ပေးကွက်ဈေးကတောက်လျှောက်ပြန်ထိုးဆင်းခဲ့ပြီးအခုအချိန်မှဆိုရင်ဒေါ်လာ9400ဝန်းကျင်အထိကိုပြန်ရောက်သွားခဲ့ပါတယ်စီကြက်ကိုကိစ္စတွေတင်းမာနေသေးသေးတော့ဈေးပြန်တက်ဖို့ထက်ကြားဖို့ကများနေပေမဲ့လဲ store ဈေးကွက်ထက်က liquidity တွေက crypto ဈေးကွက်ဘက်ကိုစီးဆင်းလာနိုင်ကြောင်းခံမှန်းမှုတွေလည်းရှိနေတာကြောင့်ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုစောင့်ကြည့်ကြရအောင်ပါဖြစ်ပါတယ် ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကရစီဝယ်ရလို့ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် Trade လောက်တဲ့မှာ Fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်မြန်အားလုံး Trade တိုင်းမြတ်ကြပါစေခင်ဗျာ Thank you.